ဲ့တက်တန်းကလည်းတဖြည်းဖြည်းဆုတ်တယ်လူတွေရဲ့အသိဉာဏ်တွေကလည်းဆုတ်တယ်လူတွေရဲ့ကိုကျင်တရားတွေကလည်းအကုန်ဆုတ်တာစားမှမဖတ်ကြပဲဘူးအလိမ္မာစားမှရှိသည်ဆိုတာတွေ့လိမ့်မလားဆောင်းပုံလေးဟုတ်တယ်မလားဟုတ်ကိုအလိမ္မာစားမှရှိတာဗျစားဖတ်မှကဘာပေါ်မှာစားဖတ်ဆုံးနိုင်တာအိန္ဒိယနိုင်ငံလိုကြားဦးတယ်ဟုတ်လောက်တယ်ဘုန်းကြီးကနိုင်ငံသားမှာတီးလင်္ကာနိုင်ငံမှာ၅နှစ်အိန္ဒိယနိုင်ငံမှာ၃နှစ်ဘုန်းကြီးနေဦးတယ်ဟုတ်တယ်ကလေးလေးတွေကလေ အာကားဆောင်နေကြတယ်အเจ้าကားတွေဆောင်နေဆိုစာအုပ်ကြီးတွေသူကြီးတွေအင်္ဂလိပ်စာအုပ်ကြီးတွေဖတ်နေကြတာဒီလိုတယ်လီဖုန်းတွေဟိုပို့ဒီပို့ပို့နာသူတို့စီတုံးစာမရှိဘူးကိုယ်နိုင်ငံနဲ့ခင်မိတဲ့နိုင်ငံတွေပဲစာတွေဖတ်တယ်စာအုပ်လည်းကဘာပေါ်မှာဈေးချိုဆုံးနိုင်ငံပဲအိန္ဒိယနိုင်ငံတကယ်အဖိုးတန်စာအုပ်တွေဆိုဈေးချိုရိုးလေးတွေတိတ်ပေါ်တာဗမာနိုင်ငံကိုစဉ်းစားကြည့်ပေါ်လူဦးရေတန်း90ကျော်ရှိတယ် ုတ်ရင်900ရိုက်တာမကုန်ဘူးတဲ့ဘယ်နဲ့လုံးမလို့စားမှမဖတ်ကြပဲနဲ့ကြောက်ဥပမာရေဟုတ်ပြီဟုတ်ပြီနော်ဘုန်းကြီးရဘွဲ့ငငယ်တုန်းကဆရာသမားပေးတဲ့ဘွဲ့တွေကတော့နှလုံးနဲ့ပဲစန္ဒတဲ့စန္ဒစန္ဒဆိုကြသူကလလို့အဓိပ္ပာယ်ထွက်တယ်ဟိုကောင်းကင်ကလကိုပြောတာနော်အင်္ဂလိပ်လိုတော့မွန်းလို့ဆိုတဲ့လကိုပြောတာပေါ့ဟောမန္တလေးရောက်လာတော့နေတဲ့အကြောင်းတွေကဆရာတော်ကြီးကသာသနာပိုင်ဆရာတော်ကြီးရွှေချင်းသာသနာပိုင်ဆရာတော်ကြီးပေါ့ နဝမရွှေကျင်သာနာပိုင်းစံကင်းဆရာတော်ကြီးတဲ့အဲ့ဒီဆရာတော်ကြီးရဲ့ဘွဲကလည်းသူကအရှင်စံဒဗောဗရန္ဒစံဒဗောနော်အဲ့ဒီကြောက်ကြွားတော့အဲ့ဆော်ကြီးကသူ့ဘွဲနဲ့သူ့နေလို့ဆိုပြီးတော့ပြောင်းပေးလိုက်တာစံဒကလည်းနှလုံးထဲကနေပြီးတော့စံဒနာတာရဆိုပြီးတော့သူကစလုံးပြောင်းသွားတယ်လို့အထိပယ်လည်းလုံးဝပြောင်းသွားတာစံဒကတော့သူကလလို့အထိပယ်ထွက်တာစံဒနာကြတော့စံတကူးပေါ့နော်အခု အမွေးနန္ဒာတွေထွက်တဲ့စန္ဒကူဆိုတဲ့အထိပဲထွက်သွားတာတာရကြတော့အနှစ်ပေါ့စန္ဒကူနှစ်ဆိုတဲ့အထိပဲထွက်သွားတာဘုန်းကြီးကမန္တလေးဥဒ္ဓရာအောင်မှာကိုအသက်၉နှစ်အရွယ်လောက်ကလေးရောက်တာမန္တလေးဥဒ္ဓရာတော့ဝါဆိုเจ้าမှာအနှစ်20လောက်နေခဲ့တာပေါ့နောက်ပိုင်းကြတော့ဟိုဒီဒီပညာသင်တွေပေါ့မင်းကွန်တိပိတကနိကာယအကြောင်းတိုက်ကြီးမှာလည်းနေဘူးတာပဲ1340ခုနှစ်ကနေ1345ခုနှစ်ထိစဖွင့်တဲ့အချိန် မင်းကတိပိကဒရဆရာတော်ဘုရားကြီးအဲ့ဒီကြောင်တိုက်ကိုစဖွင့်တဲ့အချိန်ဘုန်းကြီးတို့ရောက်သွားကြတာ၅ပါးထဲမှာဘုန်းကြီးကအဲ့ဒီမှာအသက်အကြီးဆုံးပဲဝါအကြီးဆုံးပဲအဲ့ဒီမှာလဲ၅နှစ်နေခဲ့တယ်အဲ့ဒီကနေမှကြောင်မဲကိုရောက်သွားတာကြောင်မဲမှာလဲအခုနေတာဆိုရင်တော့အနှစ်40ကျော်သွားပြီကြောင်မဲရောက်တာအနှစ်40ကျော်သွား40ကျော်သွားပြီးတော့တို့တို့ပြောကြရမယ်ဆိုရင်တော့နော်မနှစ်ကဘုန်းကြီးက ရန်ကုန်မှာနိုင်ငံတော်တန်ခါမာနာကတာဝန်ထမ်းဆောင်တယ်လေထမ်းဆောင်တော့အစည်းအဝေးရှိလို့ဆိုတော့ဘုန်းကြီးကဆင်းလာတာဂျွန်လာတယ်ပဲအခုဒီဂျွန်လာတယ်ပဲဗျာဆင်းလာတာဂျွန်လာ23ရက်နေ့လောက်မှတ်တယ်ဆင်းလာဂျွန်လာ23ရက်နေ့လောက်ဆင်းလာတဲ့အခါမှာဂျွန်လာ25ရက်နေ့ကျတော့သူတို့ရှမ်းမြောက်မှာအရေးခင်းနေသူတို့ဖြစ်ကြတာပဲနောက်တဲ့ကြော့ပေါ့လေဟုတ်လားနော်အားလုံးသိကြတဲ့ အရေးခင်ရဲ့နောက်ဆက်တွဲဖြစ်တော့ဘုန်းကြီးကမပြန်နိုင်တော့ဘူးကြောင်မဲဟိုဘုန်းကြီးကပြင်ဦးလည်းမှာလဲကြောင်းတဲ့ကြောင်းရှိတယ်မဟာအောင်ကြီးကြောင်းတိုက်တယ်အဲ့ဒီကိုလည်းပြန်ဖို့စိတ်ကူးသေးတယ်ဝါဆိုဟာနေ့တော့ပြန်ဖို့စိတ်ကူးလို့တကားတွေကမတွေကဝိုင်းပြီးတော့တားကြတယ်ကြွမနေပါနဲ့တော့ဗျာအဲ့ဒီမှာလည်းပဲအေးဆေးသေးမရှိပါဘူးဟုတ်တယ်အဲ့ဒီတော့ပြင်ဦးတွေကလည်းအေးဆေးသေးမရှိဘူးပြင်ဦးတွေကလည်းတော့မအောက်ကိုဆင်းနေကြတာဆိုတော့မပြန်ဖြစ်တော့ဘူး မပြန်ဖြစ်တော့အခုလက်ရှိနေနေတဲ့ကျောင်းတိုက်လေးကတော့ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်ထဆင်သူ16ရပ်ကွက်ရန်ရှင်းမြို့ပတ်လန်းမဟာအောင်မြေကျောင်းတိုက်ဒီကျောင်းတိုက်မြေနေရာလေးကလွန်ခဲ့တဲ့3နှစ်လောက်ကတည်းကဝိသေဆန်းဆိုတဲ့နော်စားတောက်ဆိုင်ပြည်သားစုပေါ့ရန်ကုန်မှာအင်းစီကုန်ဘိုးဘွားရိတ်သား အပေါဝါဒမှာရှိတယ်ပွင့်သစ္စာစတော့ဆန်ပွင့်သစ္စာအဲ့ဒီကဒဂါကြီးနဲ့ဒဂမကြီးကဒဂါရင်နေပဲဆိုကြပါစို့ဒဂါကြီးဥဆိုတန်ထွန်းနဲ့ဒဂမကြီးဒေါခင်ဒေါခင်မေတန်းနဲ့အဲ့ဒီထဲကဒဂမကြီးဒေါခင်မေတန်းကဘုန်းကြီးတို့ကြောက်မဲသူကြောက်မဲသူလုံခဲ့တဲ့၃နှစ်လောက်တည်းကသူကဒီမြေလေးကိုလူထားတာရှေ့နောက်ကပေ300တောင်မြောက်ကပေ200 အရာစကားနဲ့ပြောတော့တေကာခွဲလောက်ရှိတာပေါ့ဘုန်းကြီးကဒကာကြီးကိုပြောပြတယ်ကြောင်မဲနေရတာကြံတဲ့ຢာဒီဥလူတွေမှာတော့ကောင်းတယ်ဆောင်းလွင်းကြတော့မမာလို့ဆိုရင်တော့နေတော်ပြဆိုအင်္ဂလိပ်ဆိုရင်ဒီဇင်ဘာဇန်နဝါရီနှစ်လလောက်ကသိအေးတာရန်ကုန်မှာဆောင်းဆောင်ရင်လာနေခြင်းလေဆိုပြောတော့ဒကမာကြီးကသူတို့ပိုင်တဲ့မြေခွက်တော်ရှိတယ်ရွှေပြည်သာမြို့နယ်ထဲမှာလိုက်ပြီးတော့ကြည့်အောင်သဘောကျရင်တော့လှူလာဖို့ဖျားဆိုတာနဲ့ဒီနေရာလေးကို သူတို့ကလိုက်ပြတယ်ဘုန်းကြီးကလွန်ခဲ့တဲ့၃နှစ်လောက်တည်းဘုန်းကြီးကအလူခံထားတာမလုံးဖြစ်ဘူးဘာမှအဆောက်အဦတွေပါတယ်အဲ့ဒီမှာမနှစ်ကတော့ဝါဆိုတော့မနှစ်ကမို့တ мян နှစ်ကပေါ့တဲလေးဆောက်တယ်ပြီးတော့ဥစဉ်တစ်ပါးနဲ့ကိုရင်လေး၅ပါးလောက်ထားတယ်ဘာမှမရှိပါဘူးလေခွင့်မြင်ကြီးပါဘွတ်တော်ကြီးဘွတ်တော်ကြီးမိုးရွာပြီဆိုရင်ဘွတ်တေကြီးပဲဘွတ်တေကြီးပဲအဲ့လိုရင်းနဲ့နေလာတော့မနှစ်ကဝါဆိုလာဆန်း၁၄ရက်ပေါ့နော်ဟို ်နိုင်ငံတော်တန်ခါမာနိုင်ကတာဝန်ပြီးတဲ့အချိန်မှာဘုံရဒီเจ้าဝင်လာနေလဲရတာအခုချိန်ကြီးပဲ17လရှိသွားပြီနောက်လာဆိုရင်တော့တစ်နှစ်ပြည့်တော့မှာဒီဘုံကြီးရောက်မှဒီအဆောက်အဦတွေကအကုန်လုံးလှုပ်ထားတာအရင်တော့ကတော့အမိုးလေးပဲရှိတယ်ဒီအဆောက်အဦကဘာမှမရှိဘူးအုတ်တိုင်းဆိုတာအဝေးကြီးเจ้าကဦးစင်းကွင်းနေဆိုပစ္စည်းတွေပျောက်ကြတာပဲကလေးတွေဆိုတာတိတဲ့အတိုင်းပေါ့သူတို့ဒယ်လီဖုန်းလေးတွေညတိုင်းကြည့်ကြအဲ့ရှင်ဒါလေးဘုံဆိုကြမနေ့ကျတော့မရှိတော့ဘူးအုတ်တိုင်းမှမရှိပဲဘူး ဒီဘုံကြီးเจ้ามาမဟုတ်ဘက်ကเจ้าတွေလည်းပဲအုတ်တိုင်းမရှိတဲ့เจ้าတွေသူတို့เจ้าတွေမှာရှိတဲ့ကားတွေပါတွေကအဖိုးတန်တဲ့ပစ္စည်းတွေကိုဖြုတ်ယူတာပဲလေနော်ဟုတ်နော်ကာလာဝိပတ္တိဆိုတော့စာရေးတော်ရေးတွေကခရင်ကုန်တော့ဘာပစ္စည်းမှမခံနိုင်ဘူးနော်အကုန်ဝင်းယူတာဒီမှာလည်းပဲအခုဒါတီဆောင်ရေးကာလာတုန်းကအခုမှခွန်ကြီးတို့ကတန်တကားတွေပိုင်းနဲ့လုံသွားလို့တီဆောင်ရေးကာလာဘလုံးဂျုံတို့အများဆိုဒီထက်မှပယံဆရာလက်သမားဆရာတွေရဲ့သူတို့အုံးတဲ့ပစ္စည်းတွေကိုပျောက်တယ် ိုရပါဆိုဟိုဟာဖြတ်တဲ့ဆက်ဒီဟာဖြတ်တဲ့ဆက်အတူထွာလေးတွေလေမရှိဘူးအဲ့ဒါမနဲ့ကြရင်အဲ့လိုကိုဖြစ်တာတရားပြက်ကုန်ကြတာပေါ့တရားပြက်ကြတာပေါ့နော်ကြောက်စရာသိကောင်းလူတွေရဲ့သဘောဒါကလည်းအပြစ်တော်ပြောလို့မဖြစ်ဘူးပေါ့နော်ပါရဲဟိုဥမတောက်မှတီလာစောက်နိုင်မယ်ဆိုတော့ဟုတ်တယ်မလားနော်စားစရာတောက်စရာပြည့်စုံနေမှလူဆိုတာကတီလာဆိုတာလုံခြုံနိုင်တာပေါ့စားစရာတောက်စရာမှမပြည့်စုံတော့လေအဲ့ဒါလိုခဲရင်ကုန်ကြတာ ခက်ပြက်ကာလာကြီးပါပဲမကောင်းပါဘူးနော်အဆိုလေးတစ်ခုတောင်ရှိတယ်ဘုန်းကြီးကလူတဲ့လူကဘလူးဆိုတာအဲ့ဒီခက်သေးကိုရောက်လာတဖြည်းဖြည်းနဲ့ကောင်းလာဖို့ကတော့မမြင်ဘူးသူကဗုဒ္ဓမြတ်စွာသာသနာတော်ရဲ့ထုံးစံရာကိုသူကဆုတ်ကပ်ပဲလူတွေရဲ့တက်တန်းကလည်းတဖြည်းဖြည်းဆုတ်တယ်လူတွေရဲ့အသိဉာဏ်နေတာလည်းဆုတ်တယ်လူတွေရဲ့ကိုကျင်တရားတွေကလည်းအကုန်ဆုတ်တာစားမမဖတ်ကြပဲကိုအလိမ္မာစာမာရှိသည်ဆိုတာတွေ့လိမ့်မလေဆောင်းပုံလေးဟုတ်တယ်မလား အဟုတ်ကိုအလိမ္မာစာမှာရှိတာဗျစာဖတ်မှာကဘာပေါ်မှာစာဖတ်ဆုံးနိုင်ငံဟာအိန္ဒိယနိုင်ငံလို့ကြားဦးတယ်ဟုတ်လောက်တယ်ဘုန်းကြီးကနိုင်ငံသားမှာတီးလင်္ကာနိုင်ငံမှာ၅နှစ်အိန္ဒိယနိုင်ငံမှာ၃နှစ်ဘုန်းကြီးနေဦးတယ်ဟုတ်တယ်ကလေးလေးတွေကလေအာကားဆောင်နေကြတယ်အเจ้าကားတွေဆောင်နေဆိုစာအုပ်ကြီးတွေသူကြီးတွေအင်္ဂလိပ်စာအုပ်ကြီးတွေဖတ်နေကြတာဒီလိုတယ်လီဖုန်းတွေဟိုပို့ဒီပို့ပို့နေတာသူတို့စီတုံးစာမရှိဘူး ကိုယ်နိုင်ငံနဲ့ခင်ပြီးတဲ့နိုင်ငံတွေပဲစာတွေဖတ်တယ်စာအုပ်လည်းကဘာပေါ်မှာဈေးချိုဆုံးနိုင်ငံပဲအိန္ဒိယနိုင်ငံတကယ်အဖိုးတန်စာအုပ်တွေဆိုဈေးချိုရိုးလေးတွေတိတ်ပေါ်တာဗမာနိုင်ငံကိုစဉ်းစားကြည့်ပေါ့ရူရည်တန်း90ကျော်ရှိတယ်အုပ်ရည်900ရိုက်တာမကုန်ဘူးတဲ့ဘယ်နဲ့လုပ်မလို့စာမှမဖတ်ကြပဲနဲ့လူတသိမ်းမှတအုပ်ထုံးလောက်ရှိတော့တာပေါ့အဲဒီပဲနော်အဲ့လိုမှစာမဖတ်တဲ့လူမျိုးတွေကတော့အကုန်လုံးနောက်ကျမှာပဲ။ ဒါတွေပါနောက်ကြကုန်လားဘာမှမဖွံ့ဖြိုးတော့ဘူးအော်ဘီဘာမှနေပြီခြေပြဘလူနေများရွက်ဆောင်ဘုရားနာပါဘုန်းကြီးကတော့ပရိယနယ်ပယ်ပါပဲဘုန်းကြီးကလည်းတစ်သက်လုံးပရိယနယ်ပယ်မှာနေလာနေလာတာဖြစ်တဲ့အတွက်စာသင်တိုက်ပါပဲတတ်နိုင်သလောက်ကိုကတည်ကြီးသွားလို့စာပေမပို့ချနိုင်ကိုတပည့်သားမြေတွေရှိတယ်သူတို့လက်နှွဲရမှာပေါ့လေပရိယတိကြောင်းတိုက်ပါပဲပฏิบัติနယ်ပယ်တော့ဘုန်းကြီးကကြွားလဲမကြွားမအောင်ကိုလုပ်ငန်း ရိုးရလောက်ပဲဘုန်းကြီးတို့ကလောက်တာပါခုမကျွမ်းကျင်တဲ့နယ်ပဲတော့ဘုန်းကြီးတို့ကမကူးခတ်ပါဘူးဒါလေးကတော့ဧကန်ကြောင်းလေးဖြစ်ဘုန်းကြီးလေးနေဖို့ဆိုပြီးသူကအပြေးလွှားဆောက်ထားကြတာဒီဆောင်လေးကတော့လေအခုနောက်ဘက်မှာမိဖို့ဆောင်လေးနဲ့ဒီဘက်ကလေးကချက်တဲ့ပြုတ်တဲ့လူတွေဧည့်သည်ဆောင်ဖို့ဆိုကြပါစို့နော်လို့အဲ့ဒါလေးကလည်းလိုအပ်တာပဲလေ တကယ်အစာအုပ်တစ်ခုဌာနတစ်ခုရှိပြီဆိုရင်မိဘဆောင်တို့ချက်တဲ့ပြုတ်တဲ့ဝေယောစာဖွဲ့တွေနေဖို့ထိုင်ဖို့တို့ဟုတ်လားမလားနော်လိုအပ်တာဖြစ်တဲ့အတွက်ဒီကြောက်ဘက်မှာရေတရောဆို၃တက်အဲ့ဒါလေးကစောက်တာဘူးမပြီးသေးဘူးအိုးတောင်မှာအရှိတောင်တောင်မှာစောက်တာအဲ့ဒါတိမ်ချောင်းတိုက်ပဲတိမ်ကသမုတ်ပြီးပြီတိမ်အစာအုပ်စောက်နေအိုးအရှိမြောက်တောင်မှာကျတော့ဘုံကြီးနေဖို့ကြောင်းထေရတနာကြောင်းလို့ခေါ်တာပေါ့လေမထေကြီးကြောင်းတိုင်းဆရာတော်နေတဲ့ကြောင်းဆိုစောက်တာ ခုဝင်ဝင်ချင်းညာဘက်ကအဆောင်လေးကဆောက်လာလေးကအလုံးပေါင်းတန့်စင်ကန်းပေါ့အဲ့ဒါလေးကခစ်မီတန့်စင်ကန်းလေးတာမန်ဆန်းတန့်စင်ကန်းပေါ့လေစိတ်တွေမှာတုံးတယ်လေဝင်သွားလိုက်ရင်သူကဘဲညာမျိုးသားမျိုးသူအကန့်လေးနဲ့အထက်ထဲကအခန်းဖွဲ့စည်းပုံနေရတယ်အဲ့ဒီပုံစံလေးတိုင်းဘုန်းကြီးဆောက်တာယေရှုများပါတယ်ဘုန်းကြီးတို့ကြောင်မဲ့အဆက်ဆိုကြပါစို့အရင်တော့ကတော့သူတို့ဝတ်ဝန်လို့ခေါ်တယ်ဟိုပိတ်ချင်းမြောင်ရောက်ဖူးရမှာပါအပြားနာမည်ကြီးပါတယ်အဲ့ဒီပိတ်ချင်းမြောင်မှာ ပန်သာလို့ခေါ်တဲ့စားတော့ဆိုင်တဆိုင်ရှိတယ်။အဲဒီဆိုင်ကဒကာကြီးဒကာမကြီးတွေအရန်ကုန်မှာခုရှမ်းရိုးရာဆိုပြီးတော့စားတော့ဆိုင်ဖွင့်နေရတယ်။၃ဆိုင်လောက်ရှိတယ်လို့ပြောတယ်။ရန်ကုန်ကအလုံးလမ်းထဲမှာလည်းတဆိုင်။ရန်ကုန်စုရိန်နာမှာတဆိုင်။ရန်ကင်းမှာမှာတဆိုင်ရှိတယ်ပြောတယ်။သူတို့ကနေဥဆောင်နေပြီးတော့ဒီဟာအဆောက်အဦတွေစောင့်နေတာ။တော်တော်ကျေးဇူးများပါတယ်သူတို့။ခုလောလောဆယ်ကိုပဲဒီအဆောက်အဦတွေပတ်သက်ပြီးသူကတိမ်မောင်းကိုတောင်းကျော်နေပြီ။သူတို့ကလှူနေတာ။ ုံတိုင်းနေလှူတယ်ရေအဝီစီတွင်းလှူတယ်ဆက်တိုက်လှူတယ်ရေစင်တွေလှူတယ်ပိန်ကျောင်းဆောင်လှူတယ်ဒီဘက်ကအဲ့ကျောင်းဆောင်လှူတယ်ဩကျောင်းထဲမှာမြေဖို့ရတာ၃ပေလောက်ဖို့ထားနော်မို့လို့မဖို့ရင်ဟွာကြီးတွေပဲလေခွင်းတွေပေါ့လေခွင်းတွေရေဟုတ်တယ်ရေဟုတ်တယ်အခုဒါ၃ပေလောက်ရေအမြင့်ဖို့ထား၃ပေလောက်အဲ့ဒါလည်းတို့ဒီဘေးအင်း300လောက်ကုန်နေတယ်အကုန်လုံးဥဆောင်ပြီးတို့က လုံနေဆိုရပါဘူးဒီဆက်မှာကျောင်းရှိဆိုကြည့်လိုက်တွေ့ပါပေါ့မှာကားရတဲ့ကားပတ်လေးတွေတခြားနေရာနဲ့မတူအဲ့ဒါလည်းသူတို့လုံထတာပဲအဲ့ဒါလည်းမနေဘူး၄900ကုန်တယ်မြောင်းဖုံးနေပါလိမ့်မယ်ကျောင်းထဲမှာလိုအပ်တဲ့ပစ္စည်းပစ္စည်းအမှန်တရားတော့အခုချိန်ကတော့သူတို့ကပဲအလုံးထောက်ပံ့နေတာခရီးသားမီးကတော့အဲ့လိုလူကြပါတယ်လူကြပါတယ်သူတက်နေတော့တော့လူကြပါတယ်နော်သေဆုံးလေးတွေဟိုထဲဒီထဲပိန်နေလဲလူကြဒီထဲလဲလူကြတာတွေရှိပါအဲ့လိုပဲလုံကြတယ် တန်နိုင်တဲ့ဘက်ကပေါ့လေဟိုမိုးဦးကြီးနဲ့တန်တကားနဲ့ကတော့ကုသိုလ်ရှင်တူအဲ့ဒီကုသိုလ်ရှင်တူကလည်း तू ကလိုချင်ပါတယ်ပြောလို့မနေ့တောင်းမှန်ပြီးအဲ့ဒီရှာရိုးရာကိုမေတ္တာရခံပြီးတော့ဒါတော့သူတို့ကသိမပေးချင်ဘူးလှုပ်ထားတာမနေ့ဘူးအဲ့ဒီမိုးဦးကြီးကိုသူတို့ကုမ္ပဏီကလှုပ်တာဘူးသိ350လို့ပြောတယ်မနေ့ဘူးသူအဲ့ဒါလေလူရယ်လို့ဖြစ်လာရင်တော့နော်လောကဓာတ်တရားတွေဆိုတာမတွေ့ဘဲနဲ့မတွေ့ချင်လို့မရဘူး အကောင်းဘက်က၄မျိုးအဆိုးဘက်က၄မျိုးအဲ့ဒါကို၈မျိုးလို့သုံးတာပေါ့နော်ဗမာလိုပြောရင်တော့အတက်နဲ့အကျချမ်းသာနဲ့ဆင်းရဲနော်အကောင်းနဲ့အဆိုးအသွားနဲ့အပြန်အမြဲတမ်းသူကအစုံလိုက်အစုံလိုက်လေးလေးရှိနေတယ်စုံလိုက်လေးရှိတယ်အဲ့တော့အစုံလိုက်လေးရှိတဲ့ဘက်မှာအကောင်းဘက်ကတော့တမင်လို့ယူရတယ်အဆိုးရဲ့သဘာဝကတော့လို့ယူစရာမလိုဘူး လောကမှာသူတော်ကောင်းနဲ့သူယုတ်မားတဲ့နှစ်မျိုးတည်းပဲရှိတာသူတော်ကောင်းဖြစ်ဖို့ကြတော့မင်းပြုတ်ပြင်ပြီးတော့ယူရတယ်တဘာဝတိုင်းတောင်ကြီးတွေကထွက်လာတယ်ကြောက်တုံးကြီးပဲနော်အင်မတန်မှတပ်ပဲတဲ့ဗုဒ္ဓယုတ်ဘွားတော်ထူရင်လည်းအသုံးကြတဲ့အယုတ်လေးတွေထူရင်လည်းဆိုရင်တမင်လို့ယူရတာဟုတ်တယ်မလားနော်မြေတွေကထွက်လာတာပုံတော်ကြီးတွေထွက်မလာပါဘူးဘယ်ဟာမဆိုပြုတ်ပြင်ယူရတယ်အကောင်းအတွက်သွားဖို့ရအကောင်းနဲ့အဆိုအတက်နဲ့အကျ စဉ်းစားကြည့်လိုက်ပေါ့သဘာဝတရားရာဟောဒီမှာပစ္စည်းလေးတခုကိုအပေါ်မြှောက်လိုက်မြှောက်လိုက်လို့တက်သွားတာသူနော်အရှင်းကြတော့လို့သေးလားဘသူကမှဆွဲချနေကြမလို့ဘူးသဘောပေါက်တယ်မလားနော်အဲမြှောက်သွားဖို့ကြတော့မြှောက်ရတယ်အားဆိုင်ရတယ်အရှင်းရတော့သူကသူစဉ်းသူကသူကြလာမှာပဲအဲ့ဒီသဘာဝအတိုင်းပဲအဲ့ဒီသဘာဝတည်းလူသားတွေရဲ့သဘာဝကအကောင်းနဲ့အဆိုးဆိုရင်အကောင်းအတွက်ကတော့အားဆိုင်ရတယ်အဆိုးအတွက်ကတော့အားဆိုင်စရာမလိုပါဘူး အဲ့ဒါလိုပဲကုသိုလ်နဲ့အကုသိုလ်ပေါ့ကုသိုလ်ဆိုတာအကောင်းကိုပြောတာအကုသိုလ်ဆိုတာအဆိုးကိုပြောတာအကုသိုလ်အတွက်ကတော့ဘာမှအားဆိုင်နေစရာမလိုလူတွေရဲ့သဘာဝကိုပါပတမင်ရမတိမနှောတဲ့မကောင်းတဲ့ဘက်ကိုစိတ်ညွတ်တယ်စိတ်ညွတ်တယ်နော်ဒါကြောင့်မလို့အကောင်းဆိုတာတော့ရေဆံပဲရေဆံပဲလှော်ရမယ်မလှော်နိုင်မဲ့တော့ရေဆံကိုမတိုးနိုင်ဘူးဟုတ်တယ်မလားနော်အကုသိုလ်မကောင်းတာကတော့အစုံပဲဘာမှလုပ်နေစရာမလိုဘူး မုတ်တုတ်ထိုင်နေသူ့ဟာသူမျောသွားမှာပဲပါသွားမှာပဲဟုတ်တယ်မလားနော်အားကြောင့်မလို့ဆန်လန်းဖြစ်တဲ့ဥဒ္ဒတရားတွေပေါ့ဥဒ္ဒတရားဆိုတာစာလိုပေလိုသုံးတာပါဗမာလိုပြောရင်တော့အကောင်းပေါ့နော်ကာယကံမှုအကောင်းဝစီကံမှုအကောင်းမနောကံမှုအကောင်းတွေပဲဖြစ်အောင်ကြိုးစားအားထုတ်ကြပါလို့အားလုံးဟိုအားလုံးတော့ပေးတာပေါ့သူတော်ကောင်းတွေကိုဘုန်းကြီးကတော့ဓမ္မလက်ဆောင်အသိဉာဏ်လေး ွေမြကျင်တာပါပဲဗျာကဲဒီလောက်ပါပဲเนาะဟုတ်ပါပြီเนาะ